တာလီစွာပါဒီကနေ့နိုဝင်ဘာလ10ရက်နေ့နရင်စရာရခိုင်တရင်ဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမဟန္နာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အကြမ်းဖက်မြန်မာစစ်တပ်ကရုရှား drone 400ကျော်ပါဝင်တဲ့တိုင်ငင့်မင်းစစ်စင်ရေးနဲ့ရခိုင်ပြည်ကိုတိုက်ခိုက်သိမ်းပိုက်တော့မယ်လို့စစ် lobby ကရုတ်တံဖိုင်နဲ့ဝါရဖြန့်ချင်းချောက်လာတဲ့သတင်း အေအေနဲ့အကျန်းဖက်မြန်မာစစ်တပ်ကြောက်ဖြူမှာနှစ်ရက်ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက်စစ်တပ်စစ်ကြောင်းပြုတ်ကွဲကဖယူဖယဲပြန့်ကွဲသွားတဲ့တဲ့နဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့48နှစ်မြောက်မွေးနေ့အထိန်အမတ်အဖြစ်မိုဆလင်80ကျော်ကိုအေအေလွတ်ငြိမ်ခွင့်ပေးလိုက်တဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်အာရခတက်တော် AA တိမ့်ပိုက်ထားတဲ့ရခိုင်ပြည်ကိုအကြံဖက်မြန်မာစစ်တပ်က drone 400ကျော်ပါဝင်တဲ့တိမ့်ငက်မင်းစစ်စင်ရေးနဲ့ တိုက်ခိုက်သိမ်းပိုက်တော့မှာဖြစ်တယ်လို့စစ်တပ်လော်ဘီတယောက်ကရုတ်တံဖိုင်နဲ့ဝါရဖြန့်ချင်းချောက်လာပါတယ်။ဒီရုတ်တံဖိုင်နဲ့မှာမြန်မာတပ်မတော် drone တပ်ဖွဲ့ရဲ့စွမ်းရည်ကိုတွေ့ရတော့မှာဖြစ်ကြောင်းတပ်မတော်သားရုရှားပြန် drone ပညာရှင်တွေနဲ့ပြည်တွင်း drone ပညာရှင်တွေစုစည်းဖွဲ့စည်းထားတဲ့ drone ပညာရှင်အဖွဲ့ကတိုက်ခိုက်မယ်လို့ပြောပါတယ်။အဲ့ဒီ drone ပညာရှင်440ပါဝင်တဲ့တပ်မတော် a true drone တပ်ရင်းက တိုင်းငယ်မင်းစစ်စင်ရေးနဲ့ရခိုင်ပြည်ဒိန်းစစ်စင်ရေးကိုတိုက်ခိုက်သိမ်းပိုက်တော့မယ်လို့သူကဝါရဖြန့်ချိန်ချောက်လာတာပါဒီစစ်စင်ရေးမှာစစ်လက်နက်ဘုံးသီးတွေတပ်ဆင်ထားတဲ့ရုရှားလုံဒရုန်းပေါင်း400ကျော်ပါဝင်တယ်လို့យေတာထားပါတယ်အမည်မဖော်လိုတဲ့ရခိုင်စစ်ရေးလေလာသုံးသက်သူတအူကတော့စစ်ရေးအစီအစဉ်တွေကိုအကြမ်းဖက်မြန်မာစစ်တပ်ကအခုလိုမျိုးထုတ်လွှင့်တာမရှိတဲ့အတွက်ဒီရုပ်သံဖိုင်မှာစစ်ကော်မရှင်ရဲ့စစ်ရေးအစီအစဉ်ထက် စစ်တပ် lobby တယောက်ရဲ့ဝါဒဖြန့်မှုတသက်တာဖြစ်နိုင်ပေမဲ့သတိထားသင့်တယ်လို့သုံးသပ်ထားပါတယ်ရှင်။ကြောက်ဖြူမျိုးနယ်မှာနှစ်ရက်ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းဖြူကွဲသွားပြီးဖယိုဖယဲပြန့်ကွဲသွားတယ်လို့ဒေတာရင်းစစ်ရေးသတင်းရင်းမြစ်တစ်ခုကနရစရာကိုပြောပါရယ်။ကျောက်ဖြူမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်မြန်မာစစ်တပ်နဲ့အာရခတပ်တော် AA တို့အကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာပါ ိုင်းချောင်းရွာဘက်ကိုထိုးနေတဲ့စစ်ကြောင်းဟာအထိနာခဲ့ပြီးတချို့စစ်သားတွေဟာချောင်းဝဘက်ကိုဖယိုဖယဲဆုတ်ခွာပြီးအဲ့ဒီမှာရှိတဲ့စစ်တပ်နဲ့ပူးပေါင်းသွားတယ်လို့ဒေသခံတွေကပြောပါတယ်စစ်တပ်အင်အား200ကျော်လောက်နဲ့ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့အေအေတို့ဟာချောင်းဝနဲ့တိုင်းချောင်းကျွရပတ်ဝန်းကျင်မှာအခုရက်ပိုင်းတိုက်ပွဲအပြင်းအထန်ဖြစ်နေကြတာပါတိုင်းချောင်းဘက်စစ်ကြောင်းကို အေအေကအစွမ်းကုန်ထိုးဖောက်တိုက်ခိုက်နေပြီးကြီးရည်လေးပြစ်ကူပေးနေတဲ့ကြားကစစ်တပ်စစ်ကြောင်းပြိုကွဲသွားကြတာပါ မြန်မာစစ်တပ်ဟာ AA ကိုလေကြောင်းကနေ Jet Fighter နဲ့ Drone တွေနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်တယ်လို့ Navy လက်နက်ကြီးတွေနဲ့လည်းဆက်တိုက်ပစ်ခတ်နေပါဗျ။ဒါအပြင်တပ်ရင်အထိုင်စခန်းတွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးတာတွေပြုလုပ်နေလို့တိုက်ပွဲပြင်းထန်နေတာလို့နောက်ထပ်သတင်းရင်းမြစ်တစ်ခုကပြောဆိုခဲ့ပါဗျ။အရခတ်တတ်တော် AA ရဲ့တပ်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့48နှစ်မြောက်မွေးနေ့အထိန်အမှတ်အဖြစ်မွတ်စလင်80ကျော်ကို အေအေကွွင့်ငိန်ခွင့်ပေးလိုက်တယ်လို့သိရပါဗျ။ဒါအပြင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့အထိုင်အမတ်အဖြစ် နောက်ထပ်မျိုးခမီမွတ်စလင်နဲ့ရခိုင်လူမျိုးအဖြစ်သား16ယောက်ကိုအေအေလွတ်ငိန်ခွင့်ပြုလိုက်တာကြောင့်လွတ်ပေးခဲ့သူစုစုပေါင်း68ယောက်ရှိသွားပြီဖြစ်ပါတယ်။မွတ်စလင်82ယောက်ကိုနိုဝင်ဘာ9ရက်နေ့ကညနေပိုင်းမှာလွတ်ပေးခဲ့တာပါသူတို့ဟာပြီးခဲ့တဲ့2024ခုနှစ်တိုက်ပွဲကာလအတွင်း အကျန်းဖက်စစ်တပ်အပါအဝင်မွတ်စလင်လက်နက်ကိုင်အစ္စလာမ်နဲ့အစွန်ရောက်ဆွတ်သွေးကြတွေနဲ့ဆက်ဆက်လို့ဖမ်းဆီးခံရတဲ့သူတွေလည်းပါဝင်ပါတယ်။အာစာ SO နဲ့အကျန်းဖက်အဖွဲ့အစည်းတွေနဲ့ဆက်ဆက်ပြီးပြည်တံကြခံထားရသူတွေလည်းပါဝင်တယ်လို့အလင်းဝင်ရောက်လာသူတွေလည်းပါဝင်တယ်လို့ AA နဲ့နီးစပ်တဲ့စစ်ရေးတရင်ရင်းမြစ်တယောက်ကနရီစရာကိုအတိပြုပြောဆိုပါတယ်။ အဓိကပြစ်ဒဏ်နေတဲ့သူတွေကိုလွတ်ပေးတာဖြစ်ပြီးစစ်ကောင်စီစီမှာအတင်းအဓမ္မစစ်သားစုဆောင်းခံရပြီးတိုက်ပွဲတွေထဲမှာအတုံးချခံရလို့ AAC ကိုအလင်းဝင်လာတဲ့သူတွေလည်းပါတယ်လို့သိရပါတယ်။လွတ်ပေးခံရသူတွေမှာပြစ်ဒဏ်နေပါသူတွေနဲ့အသက်ကြီးရွယ်အိုတွေလည်းပါဝင်ပါတယ်။သူတို့ကိုခရိုင်မွတ်စလင်ရေးရာကောင်စီအဖွဲ့ဝင်တွေခရိုင် အဆင့်ဂျူရီအဖွဲ့ဝင်တွေအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ဒေသဆိုင်ရာတာဝန်ရှိသူတွေရဲ့ရှေ့မှောက်မှာ တို့မိသားစုဝင်နေစီပြန်လဲအနှံပြီးတော့လွတ်ပေးလိုက်တာလို့လည်းသိရပါဗျ။အေအေတက်မှုချုပ်ဘိုလ်ချုပ်ထွန်းမြနိုင်ဟာနိုဝင်ဘာ9ရက်မှာ58နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးတော့ပြည်တွင်းသတင်းနဲ့နိုင်ငံသကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်။ ဒီကနေ့တင်ဆက်ပေးသွားမယ့်ပြည်တွင်းသတင်းတစ်ပုဒ်ကတော့အကျန်းဖက်အာနာသိန်းစုအုပ်စုဟာတရားမဝင် အတုအယောင်ရေကောက်ပွဲကိုအတမပြုတ်လုဖို့ဆောင်ရွက်နေတယ်လို့ပြည်ထုကာကွယ်ရေးတပ်မတော်မန္တလေးကထုတ်ပြန်ထားပါတယ်ရှင်။ဒါအပြင်အဲ့ဒီကာလမတိုင်မီတာလွန်အင်အားတွေအသုံးပြုပြီးတော်လန်ရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်ဆိုးမှုနယ်မြေတွေကိုအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ အခုအခါမတရားမြို့နယ်ဆင့်ကူမြို့နယ်နဲ့တပိတ်ကျင်းမြို့နယ်တွေမှာတနေ့ထက်တနေ့စစ်ရေးတိုက်ပွဲတွေပိုမိုပြင်းထန်လာနေပါတယ်။ဒါကြောင့်ဒေသတွေမှာနေတဲ့ပြည်သူလူထုအနေနဲ့တိုက်ပွဲအတွင်းကြုံတွေ့ရနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ကြဖို့နဲ့ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက်လိုအပ်တဲ့အစီအမံတွေလှုပ်ဆောင်ထားကြဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကမေတ္တာရက်ခံတိုက်တွန်းထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့လှုပ်ရှားဆိုးမိုးရနယ်မြေတွေဖြစ်တဲ့မရရမြို့နယ်စင်ကူမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တွေဟာအကျန်းဖက်စစ်အာဏာသိမ်းအုပ်စုကအတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ရထားတဲ့မြို့နယ်များစီးရင်မှာပါဝင်နေပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာအကျန်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့လက်ရှိထိုးစစ်ကိုကိုယ်စွမ်းညံစွမ်းရှိသမျှဆက်လက်ခုခံကာကွယ်သွားမှာဖြစ်ပြီး ပြည်သူတော်လှန်ရေးကြီးရဲ့အဆုံးသက်ပန်းတိုင်းကို ရောက်တည်အထိမဆုံးမနစ်ဆက်လက်ချီတက်သွားမယ်လို့ပြည်သူလူထုစီအသိပေးထားပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယကာကွယ်ရေးဝန်ကြီးကဘင်္ဂလားဒေ့ရှ်အစိုးရအကြံပေးခေါင်းဆောင်ယူနော့စ်ကိုစကားတွေကိုတရိပ်ထားရန်တိုက်တွန်းပြောကြားခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးဆင်းရဲမှတ်ချက်တွေဟာမှန်မှန်ကန်အတုံးမဝင်ကျင့်ဝတ်နဲ့တန်တမန်ရေးအရာလေးစားမှုမရှိလို့ယူဆပါတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်ဒီအခြေအနေတွေဟာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဆက်ဆံရေးယိုယွင်းလာမှုရဲ့ကြားတွေကနေနောက်ဆုံးထွက်ပေါ်လာတဲ့အခြေအတင်ပြောဆိုမှုတွေဖြစ်ပါတယ်ပါမောက်ခယူနုစ်အပေါ်အိန္ဒိယကာကွယ်ရေးဝန်ကြီးရတ်နတ်စင်ရဲ့မှတ်ချက်တွေဟာ မှန်မှန်ကန်ရိုသေလေးစားမှုမရှိလို့ဆိုပြီးပယ်ချခဲ့တာလို့ဖော်ပြထားပါတယ်ဘင်္ဂလားဒေ့ရှ်ဟာအိန္ဒိယနဲ့အပြန်အလှန်အကျိုးရှိတဲ့ဆက်ဆံရေးအတွက်ဂတိကဝတ်ပြုထားဆဲဖြစ်တယ်လို့ဆိုပါရယ်အကြံပေးပုတ်ကိုပါမောက်ခယူနော့စ်နဲ့ပတ်သက်ပြီးမကြသေးမီကပြောကြားခဲ့တဲ့အိန္ဒိယကာကွယ်ရေးဝန်ကြီးရဲ့မှတ်ချက်ဟာလူထုအာရုံစိုက်မှုကိုရောက်ရှိလာခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောဆိုခဲ့ပါရယ်ရှင် နရိစရာသတင်းဌာနကနိုင်စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့နရိစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narisara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube, Telegram တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နရိစရာရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်အားလုံးကျမရှင်လန်းကြပါစေရှင်